အားလုံးပဲမင်္ဂလာပါခင်ဗျာနေကောင်းကျန်းမာကြပါစေ2025ခုနှစ်ဒီဇင်ဘာလ10ရက်နေ့နေ့ကပိုင်းလူသစ်သာ channel ကနေပြီးတော့နောက်ဆုံးရတော်လိုင်းသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးဖို့အချိန်ကြာရောက်ပါပြီခင်ဗျာကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုလည်းထပ်ပြီးတောင်းဆိုပါရစေဒီကနေ့တင်ပြဖို့ရွေးချယ်ထားတဲ့သတင်းတွေကတော့ဒီစကိုင်းအထွက်မှာမြို့နယ်မှုကိုယ်တိုင်ပေါ်တာဆွဲနေတယ်ဆိုတဲ့သတင်းနောက်ပြီးဒီဇင်ဘာ10ရက်မှာအတန်တိတ်တပိတ်ကို တံပြန်ဖို့စစ်ကော်မရှင်ကပြင်ဆင်နေတယ်ဆိုတဲ့အကြောင်းနောက်ဒုတက်ကြအပါဝင်စစ်သား၄ဦးလက်နက်နဲ့အတူ RA မကွေးစီကိုအလင်းဝင်လာတယ်လို့ဆိုပါတယ်နောက်ပြီးတော့စစ်တပ်ကဒရုန်းနဲ့ပုံကျဲတာကြောင့်ဒေဖာကမှမိသားစု၃ဦးလုံးသေဆုံးသွားပြီးတော့ဒီ9လသားအရွယ်တယောက်ပဲအသက်ရှင်ကျန်ခဲ့ပါတယ်တောင်ကိုရီးယားနဲ့ဂျပန်နိုင်ငံမှာစစ်ကောင်စီရဲ့အတူရောင်ရွက်ကောက်ပွဲကိုဆန့်ကျင်ဆန္ဒပြတယ်ဆိုတဲ့သတင်းတွေလည်းတင်ဆက်เสียရှိပါတယ်ခင်ဗျာ ပြီးတော့ဒီထိုင်းနယ်သားဤဆက်စင်ရေးတွေမှာပြည်သူကိုမထိခိုက်ဖို့ထိုင်းနဲ့မြန်မာသဘောတူတယ်လို့ဆိုပါရယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဒီရန်ကုန်ပြည်ကားလမ်းအနီးမှာကင်းမုံဝင်နေတဲ့စစ်သားတွေနဲ့ဒီ PDF တွေထိတ်တိုက်တွေ့ပြီးတိုက်ပွဲဖြစ်ပွားတဲ့အကြောင်းကိုလည်းတင်ဆက်ပေးစရာရှိပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့သခိုင်းအထွက်မှာမြို့နယ်မှုကိုတိုင်းလူငယ်တွေကိုပေါ်တာဆွဲနေတဲ့သတင်းနဲ့စတင်ကြပါမယ်။ ဒီစကိုင်းမြို့အထက်မှာစစ်ကောင်စီရဲ့မြို့နယ်မှုကိုယ်တိုင်ဆင့်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးနေတဲ့အကြောင်းဒေသခံတွေက ပြောကြပါဗါဒီဇင်ဘာလ၈ရက်မနေ့9နာရီလောက်ကစကိုင်းမြို့အထက်မုံရွာမန္တလေးလမ်းပေါ်မှာရှိတဲ့ကောင်းမှုတော်ဖရာအကျော်ကယထာတန်လန်းအကူမှာစစ်ကောင်စီရဲ့ရဲတပ်ဖွဲ့မြို့နယ်မှုကိုယ်တိုင်ဥဆောင်ပြီးတော့ပေါ်တာဆွဲနေတဲ့အကြောင်းဒေသခံတွေကပြောပါတယ် မြို့နယ်မှုကိုယ်တိုင်ဆင့်ပြီးဆွဲနေတာပါပုံချိုးခွက်ရှုစောင့်နေတာမဟုတ်ဘူးပေါ်တင်ကြီးလာသမျှကားကိုယောက်ျားလေးပါလာလို့မေးတယ်မပါဘူးမိန်းကလေးတွေကြီးပဲလို့ပြောတော့မပိုင်ရင်သွားလို့ဆိုပြီးသွားခိုင်းတာလို့ဒေသခံတို့ကပြောပါတယ်ခင်ဗျာဖြတ်တန်းသွားလာတဲ့ကားတွေပေါ်ကမြို့သားတွေပေါ်တာဆွဲဖမ်းခံရတယ်လို့ဒေသခံတွေကပြောပါတယ်အဖမ်းခံရတဲ့အရေးအတွက်ကိုတော့မသိရသေးပါဘူးအမျိုးသားလူငယ်တွေပါတဲ့ကားတွေအနေနဲ့အချင်းချင်းလှမ်းတရီပေးကြဖို့ဒေသခံတွေကပြောနေကြပါဗျာ ဇဂိုင်းဒရာအစင်ဇဂိုင်းမြို့အဝင်မှာလက်စစ်တပ်ကမကြာခဏပေါ်တာဆွဲဖမ်းဆီးနေတာကြောင့်မို့လူငယ်အများစု ဖြတ်တန်းသွားလာတာနေပါသွားတယ်လို့ဒေသခံတွေကပြောပါတယ်ခင်ဗျာနောက်တဲ့တဲ့ဘုတ်ကတော့ဒီဒီဇင်ဘာလ10ရက်နေ့မှာ တော်လန်ရေးအဖွဲ့တွေကနေပြီးတော့အတန်လေးတပိတ်ဆင်နွှဲမှာကိုတံပြန်ဖို့စစ်ကော်မရှင်က ပြင်ဆင်နေတဲ့အကြောင်းကိုဆက်ပြီးတင်ပြပါမယ်ခင်ဗျာ အတန်တိတ်တပိတ်ပြုတ်လုံမဲ့ဒီဇင်ဘာလ10ရက်နေ့မှာပိတ်ထားမဲ့ဆိုင်တွေအလုံယုံတွေနဲ့ကုမ္ပဏီတွေကိုဖမ်းဆီးချိတ်ပိတ်ရေးယူဖို့ပြည်သူတွေပါဝင်နိုင်တဲ့ဈေးရောင်းပွဲတွေပျော်ပွဲရှင်ပွဲတွေနဲ့လူထုလှုပ်ရှားမှုတွေတက်ဆိုင်ရာဒေသန္တရအာဏာပိုင်တွေက ဆောင်ရွက်ကြဖို့စစ်တပ်ကညွှန်ကြားထားတဲ့အကြောင်းနေပြည်တော်ပြည်ထရေးတရင်အရေးမြစ်ကပြောဆိုပါရခင်ဗျာစစ်တပ်ရဲ့ရုပ်ောက်ပွဲကိုကန့်ကွက်မဲ့အတန်တိတ်တပိတ်နဲ့ပတ်သက်လို့ပြည်ထရေးဝန်ကြီးဌာနကညွှန်ကြားချက်တွေထုတ်ပြန်လာပြီးတော့ အဲ့ဒီညွှန်ကြားချက်မှာအတန်တေးတပိတ်ပြုတ်လုံးမဲ့ဒီဇင်ဘာ10ရက်နေ့ပိတ်ထားမဲ့ဆိုင်တွေစားတောက်ဆိုင်တွေအလို့ယုံဆက်ယုံတွေကုမ္ပဏီတွေကိုဖော်ထုတ်ရေးယူဖို့နဲ့ချိန်ပိတ်ဖို့ဒီဇင်ဘာ10ရက်နေ့မှာပြည်သူအများစုပါဝင်နိုင်တဲ့ဈေးရောင်းပွဲတွေပျော်ပဲ့ရှင်ပွဲတွေနဲ့မြို့နယ်ရပ်ကွက်ဆိုင်ရာလူထုလှုပ်ရှားမှုတွေဆောင်ရွက်ဖို့ညွှန်ကြားလာတဲ့အကြောင်းသိရပါပါတယ်ခင်ဗျာ အဲ့ဒီအတန်ဒိတ်တပိတ်မှာပါဝင်တဲ့ဆိုင်တွေလုံယုံတွေကုမ္ပဏီတွေကိုနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုအပြင်ရွက်ောက်ပွဲကိုနှောက်ရက်တဲ့ဥပဒေနဲ့ပါမှုဖွင့်ဖို့ညွှန်ကြားထားတယ်လို့လည်းဆိုပါရယ်။ဒါအပြင်ဒီဇင်ဘာ10ရက်နေ့အတန်ဒိတ်တပိတ်နေ့မှာနေပြည်တော်အပါအဝင်တနိုင်ငံလုံးမှာရှိတဲ့ဝန်ကြီးဌာနတွေမိတိဝန်ထမ်းကိုမှခွင့်ရက်မပေးဖို့ဝန်ကြီးဌာနတွေအတွင်းရုံးတွင်းညွှန်ကြားချက်တွေထုတ်ပြန်လာတဲ့အကြောင်းတကယ်လို့ဝန်ထမ်းတွေအနေနဲ့ကျန်းမာရေးမကောင်းမှု၊နိုင်ငံရေးကိစ္စတွေအကြောင်းမို့ခွင့်ယူလိုပါကလည်း ဒီသက်ဆိုင်ရာဝန်ကြီးဌာနအကြီးအကဲတွေရဲ့ခွင့်ပြုချက်ရယူပြီးမှသာခွင့်ပေးဖို့ညွှန်ကြားထားပါတယ်ခင်ဗျာနောက်သတင်းတစ်ပုဒ်ကတော့ဒီဒုတက်ချက်အပါဝင်စစ်သား၄ဦးကိုလက်နက်နဲ့အတူ BRA မကွေးစီကိုလင်းဝင်လာကြတယ်လို့ဆိုပါတယ်ဒီသတင်းကိုတင်ပြပါမယ်ခင်ဗျာဒီလူထုတော်လိုင်းမဟာမိတ်အင်အားစု BRA မကွေးလှုပ်ရှားနေတဲ့အမ်ဘရန်လမ်းပိုင်းဇင်ပြွန်ကျေးရွာနီတာဝန်ကျနေတဲ့ဒုတက်ချက်တဦးအပါဝင်စစ်သား၄ဦးအလင်းဝင်လာတဲ့အကြောင်း BRA မကွေးကဒီသမာခုနှစ်မှာထုတ်ပြန်ပါတယ်ခင်ဗျာ အဲ့ဒီစစ်သား၄ဦးကတော့စစ်ကောင်စီလက်လွတ်ခဲ့ရတဲ့ ग्वा မျိုးနယ်အခြေစိုက်ခမရ963တပ်ရင်းလက်အောက်ခံတပ်ရင်းကဖြစ်ပြီးတော့ပြည်သူ့ပဲကူးပြောင်းလာတဲ့အချိန်မှာ MA1 တလက် MA2 တလက် MA3 နှစ်လက်နဲ့ခဲယမ်းတွေယူဆောင်လာခဲ့ကြတယ်လို့ဖော်ပြထားပါတယ်လင်းဝင်တပ်သားတွေရဲ့ပြောကြားချက်အရဆိုရင်စစ်ကောင်စီတပ်တွင်းမှာကြီးနိုင်ငယ်ညှင့်နိုင်ကျင့်တာတွေရှိနေတယ်လို့ခွဲခြားမှုတွေလည်းရှိတယ်လို့ဆိုပါတယ်ခင်ဗျာ မင်းတို့ပြည်သူစစ်တွေရှေ့ကတည်သွားလဲငါတို့စိတ်ဝင်စားဘူးနောက်မှသင်္นานတစ်ခါဆင်းရင်ပြည်သူစစ်လူကြီး9000ရှိတယ်မင်းတို့တယောက်ပြေးသွားတာဖြစ်ဖြစ်သေတာပဲဖြစ်ဖြစ်ငါတို့အတွက်စိတ်ပူစရာမလိုဘူးအဲ့ဒီလိုမျိုးအနှင်ခံရတာပေါ့လို့လင်းဝင်တတတယောက်ကပြောပါတယ်စီနီယာပြည်သူစစ်အချင်းချင်းအနိုင်ကျင့်တာတွေရှိတယ်လို့လည်းပြောပါတယ်ဒါ့အပြင်အရာရှိတွေကငယ်သားတွေကိုအနိုင်ကျင့်နှိပ်စက်တာတွေရှိတယ်လို့လည်းဆိုပါတယ်ခင်ဗျာ ပြည်သူစစ်တွေကဗော်ဒါဆွဲခံရတာအဓမ္မစစ်သားစုစောင်းခံရတာဖြစ်လို့စစ်တိုက်ဖို့နေနေတတတနက်ခံရတာကိုပင်စိတ်မပါကြသလိုတက်ကိုဆုံခွာလိုသူတွေရှိတယ်လို့ပြောပါတယ်။ဒါကြောင့်တငယ်ချင်းတွေနဲ့အတူအလင်းဝင်ခဲ့တာလို့အလင်းဝင်လာတဲ့တပ်သားကပြောပြတာဖြစ်ပါတယ်ခင်ဗျာ။ဒါပြင် PRA မကွေ့ရထုတ်ပြန်ချက်မှာနိုင်ငံတောင်နဲ့ဒီအမ်ဘရန်လမ်းပိုင်းမှာထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်၃ဦးကိုလည်းငဖဲမြို့နယ်အတွင်းမှာဖမ်းမိခဲ့တယ်လို့ဖော်ပြထားပါတယ် အဲ့ဒီအထက်ကနှစ်ဦးဟာခလရ295တိုင်ရင်ကတပ်ဖွဲ့ဝတ်ဝင်တွေဖြစ်ပြီးတော့တခြားတအူးကတော့တပ်မ66လက်ရောက်ခံတရားဝရီအခြေစိုက်ခလရ35တိုင်ရင်ဖြစ်ပြီးတော့သူတို့သုံးစလုံးဟာလည်းအတင်းအဓမ္မပေါ်တာဆော့ရခံရတဲ့သူတွေဖြစ်တယ်လို့အသိပေးထားပါဗျ။လက်တလုံးမှာသူတို့၃ယောက်ကိုစစ်တုံးပန်းဥပဒေနဲ့အညီကောင်းမွန်စွာထိန်းသိမ်းထားတဲ့အကြောင်းလဲထုတ်ပြန်ထားပါရခင်ဗျာ။ နောက်စစ်တပ်ကဒရုန်းနဲ့ပုံကျဲလို့ဒီမိသားစုသုံးဦးတေဆုံးပြီးတော့ခုနှစ်လသားအရွယ်ကလေးငယ်တူသာအသက်ရှင်ကျန်ရစ်ခဲ့တယ်ဆိုတဲ့သတင်းကိုဆက်တင်ပြပါမယ်ခင်ဗျာဒီဇင်ဘာလ9ရက်နေ့ည10:50မိနစ်အချိန်ဖကန့်မလောင်ကျေးရွာမှာရှိတဲ့ဥဇော်လွင်ဦးနေအိမ်ကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ဒရုန်းနဲ့ပုံကျဲခဲ့တဲ့အကြောင်းမိသားစုဝင်၃ဦးစလုံးတေဆုံးသွားတဲ့အကြောင်းသိရှိရပါတယ်ခင်ဗျာ မလောင်ကြီးရောက်ကဥဇော်လွင်နေရင်ကိုစစ်ကောင်စီကဒရုန်းနှလုံးနဲ့ကျဲတာမိသားစုသုံးယောက်တေသွားတယ်။ခုနှစ်လအရွယ်ကလေးတစ်ယောက်အသက်ရှင်ကြရင်တည်းဒဏ်ရာရတာမရှိဘူး။ကြံတဲ့မိသားစုဝင်အဖေအမေကပွဲချင်းပြီးတေဆုံးသွားတယ်။စစ်ကောင်စီကပြည်သူတွေရှိတဲ့ဘက်ကိုတိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ဒရုန်းတွေလက်နက်ကြီးတွေနဲ့တောက်လျှောက်ပစ်နေတယ်လို့ဖက်ကန်သတင်းအကြီးအမြစ်တွေကပြောပါတယ်ခင်ဗျာ။ဒါပြင်ချမ်းဘက်တရက်ကဒီဇင်ဘာလ9ရက်နေ့ည12နာရီအချိန်တော့က ဒီဖက်ကံမျိုးနဲ့အေးမြတာယာအုပ်စုမှာရှိတဲ့မြောက်ဖြူဘုံကြီးចောင်းကိုလည်းဒုံနဲ့ဘုံကျဲလို့ဆွန်းသားចောင်းတော်ပြစည်းခဲ့ပြီးတော့တဦးထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။တမကုန်းကလည်းခ냐ခုနှစ်နာရီကျော်ကစလို့လက်နက်ကြီးတွေနဲ့တောက်လျှောက်ပစ်ခတ်နေတဲ့အကြောင်းသိရပါတယ်ခင်ဗျာ။ဘုံကြီးចောင်းမှာရှိတဲ့တယောက်ကတော့ထိခိုက်ဒဏ်ရာရတဲ့အဲ့ဒီလိုအခြေအနေရှိနေတယ်မင်းညာကခုနှစ်နာရီကျော်ကလည်းတမကုန်းကနေလက်နက်ကြီးတွေနဲ့တောက်လျှောက်ပစ်နေတယ်လို့ဖာကန်ဒေသခံသတင်းရှင်းမြစ်ကပြောဆိုတာဖြစ်ပါတယ်ခင်ဗျာ။ ဒီဖက်ကံမြို့နယ်အတွင်းကျမ်းဖက်စစ်တပ်ကဒရုန်းလက်နက်ကြီးတွေနဲ့ပြည်သူတွေရှိရာကိုပစ်ခတ်တိုက်ခိုက်လို့ပြည်သူတွေတရာနီးပါးတေဆုံးခဲ့ရပြီးတော့300ကျော်ထိခိုက်ဒဏ်ရာရှိထားတာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာနောက်နိုင်ငံတကာမှာယူကော့ပွဲနဲ့ပတ်သက်လို့ဆန္ဒပြကြတဲ့သတင်းတွေကိုဇက်တိုက်တင်ဆက်ပေးပါမယ်ခင်ဗျာအဲဒါကတော့ဒီတောင်ကိုရီးယားနိုင်ငံဒေဂျူးမြို့မှာစစ်တပ်ရဲ့ယူကော့ပွဲဆက်ကြီးဆန္ဒပြပွဲတွေလုပ်ပါတယ် ဒီတောင်ကိုရီးယားနိုင်ငံတဲကျူးမြို့မှာဒီတောင်ကိုရီးယားနိုင်ငံရောက်မြန်မာပြည်သူတွေကစစ်တပ်ရဲ့ရွေးကောက်ပွဲကိုဆန့်ကျင်ကန့်ကွက်တဲ့နိုင်ငံလုံးဆိုင်ရာဆန္ဒပြပွဲကိုကျင်းပခဲ့ကြတာအလို့သိရပါတယ်။ဒီအဲ့ဒီဆန္ဒပြပွဲကိုကိုရီးယားနိုင်ငံမှာရှိတဲ့မြန်မာဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ချုပ်ကတာဝန်ယူပြီးတော့အမျိုးသားညီညွတ်ရေးအစိုးရ NUG တောင်ကိုရီးယားနိုင်ငံဆိုင်ရာကုသလေယုံစစ်အာဏာသိမ်းမှုဆန့်ကျင်ကော်မတီတို့အပါအဝင်တော်လန်ရေးအဖွဲ့36ဖွဲ့ပါဝင်တဲ့ စစ်တပ်ယူကောက်ပွဲစန့်ကျင်ရေးပူးပေါင်းလှုပ်ရှားမှုကော်မတီတို့ပူးပေါင်းလှုပ်ဆောင်ခဲ့ကြတာလို့သိရပါတယ်ခင်ဗျာတန်ကိုရီးယားနိုင်ငံဆိုမြို့မှာရှိတဲ့စစ်ကောင်စီတန်ယုံကိုကြိုတင်မဲ့လာရောက်ပေးသူနေပါတာကြောင့်ဒီမြန်မာနိုင်ငံသားတွေအနေနဲ့မဲယုံဖွင့်လှစ်တာကိုဒီဇင်ဘာလ၈ရက်ကနေ၁၂ရက်နေ့ထိတိုးမြှင့်တက်မှတ်ခဲ့တဲ့အကြောင်းလဲတန်ယုံတန်ကနေသိရပါပါတယ်ခင်ဗျာဒီကြိုတင်မဲ့ပေးရက်က ရခိုင်ကဒီဒီမှာ6ရက်နဲ့9ရက်နှစ်ရက်သာတတ်မှတ်ထားပြီမလဲနေ့လယ်ပိုင်းဒီမဲလာထဲတူတယောက်မှမရှိတဲ့အကြောင်းစိုးမျိုးမှနေထိုင်တဲ့မြန်မာနိုင်ငံသားတွေကပြောဆိုကြပါတယ်ဗျာတစက်တက်မှာပဲဒီတူကျူမျိုးမှလည်းစစ်တပ်ရဲ့အတူရောင်ရုပ်ောက်ပွဲကိုတပိတ်မှောက်ပြီးတော့ဒီဒေါန်ဆန်းစုကြည်နဲ့သမရဥဝင်းမြင့်တို့ကိုလှုပ်ပေးဖို့တောင်းဆိုကြတယ်လို့ဆိုပါတယ်ခင်ဗျာဒီသတင်းကိုတင်ပြပါမယ် ဒီဂျပန်နိုင်ငံတိုကျိုမြို့မှာရှိတဲ့မြန်မာနိုင်ငံသား100ကျော်လောက်ဟာစစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်ရှုံချသဘေးမောက်ခဲ့ကြပြီးတော့နိုင်ငံတော်အတိုင်ပင်ခံဒေါင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်အပါအဝင်မတရားဖမ်းဆီးထိန်းသိမ်းခံရတဲ့မြန်မာ ပြည်သူတွေကိုပြန်လွှတ်ပေးဖို့တောင်းဆိုဆန္ဒပြခဲ့ကြတယ်လို့သိရပါတယ်အဲ့ဒီဆန္ဒပြပွဲကိုဒီဇင်ဘာလ10ရက်နေ့မှာကြာရောက်တဲ့အပြည်ပြည်ဆိုင်ရာလူခွင့်ရေးနေအကျိုးအဖြစ် ဒီဇင်ဘာလ9ရက်တနင်္ဂနွေနေ့မှာခြေတက်ဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာဒီဂျပန်ရောက်ရခိုင်လူမျိုးတွေကလည်းဆန္ဒထုတ်ဖော်ပွဲမှာတွားရောက်ပူးပေါင်းပြီးတော့စစ်တပ်ရဲ့အတူရောင်ယူကောက်ပွဲကိုကန့်ကွက်ရှုံချဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ဂျပန်ရောက်ရခိုင်အရေးတက်ကြွသူတူကလည်းဒီကိုဖုံးမြင့်သူတူကလည်းနေတွင်စရာသတင်းဌာနကို ပြောဆိုထားပါတယ်ဆန္ဒဖော်ထုတ်သူတွေဟာ UN ရုံးရှိကိုဖျက်ဆီးပြီးတော့လူစီကားရာ ရှိပူရတဝိုက်ကိုခြိတက်လမ်းလျှောက်ကဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ဆိုပါတယ်ခင်ဗျာ People Movement Platform ကနေလှုပ်ရှားမှုကနေပြီးတော့ချိတ်ဆက်ပြီးတော့ Sham Election Campaign ကိုဒီဂျပန်နိုင်ငံအနှံ့ပြားမှာပုံစံမျိုးမျိုးနဲ့ပြုလုပ်သွားမှာဖြစ်ပြီးတော့ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားတွေအနေနဲ့လည်းမိမိတို့တက်နိုင်တဲ့အခြေအနေကနေပြီးတော့ပူးပေါင်းပါဝင်ပေးကြဖို့ကိုလည်းဆန္ဒပြဖော်ထုတ်သူတွေကလေးနဲ့တိုက်တွန်းနှုတ်တော်ထားပါတယ်ခင်ဗျာ တောင်စုစန္ဒဖော်ထုတ်ပွဲကို All in One Peace Movement အားလဲတပြိုင်နက်တည်းပူးတွဲလှုပ်ဆောင်ခဲ့ကြတယ်လို့လဲဆိုပါတယ်ခင်ဗျာနောက်တဲ့ရင်တပုတ်ကတော့ဒီထိုင်းနဲ့သက်အနီစစ်စင်ရေးတွေမှာပြည်သူကို မထိခိုက်ဖို့ဒီမြန်မာနဲ့ထိုင်းနဲ့သဘောတူကြတယ်လို့ဆိုပါတယ်နေသအနည်းစစ်စင်ရေးတွေဆောင်ရွက်ရမှာပြည်သူလူထုအပေါ်တက်ရောက်မှုမရှိသေးဘူးအဆုံးစွန်အထိသတိထားဆောင်ရွက်ရေးထိုင်းနိုင်ငံသားဝင်ကြီးမစ္စတာစီဟာဆတ် နဲ့ဒီစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်တို့အကြသဘောတူခဲ့တဲ့အကြောင်းထိုင်းနိုင်ငံသားကြီးဝန်ကြီးဌာနကဒီနေ့သတင်းထုတ်ပြန်ပါတယ်ခင်ဗျာဒီထိုင်းနိုင်ငံသားကြီးဝန်ကြီးနဲ့စစ်ကောင်းဆောင်တို့မနေ့ကနေပြည်တော်မှာတွေ့ဆုံတာဖြစ်ပြီးတော့စစ်ကော်မရှင်ဝန်ကြီးချုပ်ပြည်ထရေးဝန်ကြီးဌာနကဒုဝန်ကြီးစစ်ကော်မရှင်နိုင်ငံသားကြီးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးတန်းစွေတို့နဲ့လည်းတွေ့ဆုံခဲ့တယ်လို့ဆိုပါတယ် ဒီထိုင်းနိုင်ငံသားဝင်ကြီးကထိုင်းမြန်မာနယ်စပ်ဒေသတွေငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးရရှိစေဖို့အပြန်အလှန်ဆန္ဒရှိတဲ့အကြောင်းလာမယ့်ရွက်ောက်ပွဲဟာအရေးကြီးတဲ့နိုင်ငံရေးအသွင်ကူးပြောင်းမှုနဲ့ပုံမူကျပြတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်စိတ်တစ်ပိုင်းဖြစ်မယ်လို့မျှော်လင့်တဲ့အကြောင်းဆွေးနွေးပွဲမှာပြောဆိုထားပါတယ်။ဒါ့အပြင်နယ်စပ်ဒေသအွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေတိုက်ဖြတ်ရေးတရားမဝင်ကုန်သွယ်မှုအခြေအနေတွေ စစ်တပ်နှစ်ခုကြားပူးပေါင်းရေးနိုင်ငံပြန်လည်ကျူးစီးပွားမြင့်တင်ဖို့ဤကတ်စွာပူးပေါင်းဆောင်ရွက်သွားမယ်လို့ဆွေးနွေးခဲ့တဲ့အကြောင်းထုတ်ပြန်ထားပါရယ်ခင်ဗျာမြန်မာပဲချမ်းမြောက်ဝတီမြို့နယ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းမှာလက်နက်ကြီးကြီးတွေထိုင်းဖက်ကြားရောက်ပြီးတော့လူထိကိုက်မှုဖြစ်ပေါ်ပြီးတဲ့နောက်မှာထိုင်းနိုင်ငံအနေနဲ့အခုလိုစစ်ကောင်းဆောင်ကိုလာရောက်တွေ့ဆုံခဲ့တာဖြစ်တယ်လို့ဆိုပါရယ်တိုင်းနိုင်ငံကြ合いဝင်ကြီးစီယာဆတ်အနေနဲ့ပြီးခဲ့တဲ့နိုဝင်ဘာ25ရက်မှာမြန်မာနိုင်ငံမှာ ယူကော့ပွဲပြီးသွားတဲ့အချိန်အရှိတောင်အရှနိုင်ငံတွေအသင်းနဲ့ဒီပြန်လည်ဆက်ဆံဖို့ခက်ခဲသွားနိုင်ပြီးတော့အချင်းချင်းတောင်းတဆုကြည်ကိုလွတ်ပေးဖို့အချိန်တန်ပြီလို့ထုတ်ပေါ်ပြောဆိုခဲ့ပါသေးတယ်ထိုင်းမြန်မာနယ်ကမ်းမှာရှိတဲ့ကြားဖြန့်ဂိုင်းတွေကိုအော်တိုဘာလ20နှစ်ကစတင်ပြီးတော့စစ်ကော်မရှင်တပ်နဲ့ကရင်နယ်ခြားဆောင်တပ်ဗီဂျက်တို့ဝင်ရောက်စီးနင်းခဲ့ပြီးတော့လက်ရှိ KK ပတ်နဲ့ရွှေကုတ်ကိုမျိုးတစ်တို့အတွင်းမှာရှိတဲ့ကြားဖြန့်လုံယူတွေကိုဖောက်ခွဲဖျက်ဆီးတာတွေဇက်တိုက်ပြုလုပ်နေတဲ့အကြောင်း သတင်းထုတ်ပြန်ထားပါရယ်ဒီကရင်မျိုးသားစည်းရုံး KNU ကလည်းပြီးခဲ့တဲ့လအတွင်းဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ထိန်းချုပ်နယ်မြေအတွင်းမှာရှိတဲ့မင်းလက်ပံကြားဖြန့်လုံယုံတွေကိုဝင်ရောက်စီးနင်းခဲ့တယ်လို့အဲ့ဒီနီတဝိုက်စစ်တပ်နဲ့လည်းတိုက်ပွဲတွေပြင်းထန်လည်းရှိတယ်လို့ဆိုပါတယ်ခင်ဗျာနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်ပြည်လမ်းကတိုက်ပွဲသတင်းကိုတင်ဆက်ချင်ပါတယ် ဇူလိုင်လ9ရက်နေ့မွန်းလွဲ2နာရီလောက်မှာပဲခူးတိုင်းလဗရန်မြို့နယ်မကြီးကွင်းအရှိသူရွာဆယ်ပေါင်အနီးမှာရှိတဲ့ရန်ကုန်ပြည်လမ်းပိုင်းမှာကင်းဘုံဝင့်နေတဲ့အကြမ်းဖက်စစ်သားတွေနဲ့နယ်မြေအတွင်းသတင်းထောက်လမ်းဖို့တွားရောက်တဲ့တော်လိုင်းတပ်ဖွဲ့တွေထိတိုက်တွေ့ပြီးတော့တိုက်ပွဲဖြစ်ပွားခဲ့ကြတာလို့သိရပါတယ်ခင်ဗျာအဲ့ဒီဒီတွေ့တိုက်ပွဲမှာမိနစ်ပိုင်းသာကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်သား2ဦးသေဆုံးကတော်လိုင်းရဲဘော်2ဦးထိခိုက်ဒဏ်ရာရရှိပြီးတော့ဆိုင်ကယ်တစ်စီးမိုဘိုင်းဖုန်းနှလုံးနဲ့ လွယ်အိတ်တလုံးတို့ဆုံရှုံခဲ့တယ်လို့ဆိုပါရက်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာကျန်းဖက်စစ်တပ်ကင်းဘုံတွေဟာရှေ့ဆက်မတူတော့ပဲစစ်သားလောက်နှလုံးကိုမနစ်ညပိုင်းတီလာရောက်ကောက်ယူတာမရှိသေးဘူးလို့သိရပါတယ်ခင်ဗျာကျွန်တော်တို့ရဲဘော်တွေကနယ်မြေအတွင်းသတင်းထောက်လန်းဖို့သွားတာကိုစစ်ခွေးကင်းဘုံနဲ့ထိတ်တိုက်တွေ့တာအဲ့ကင်းဘုံရဲ့ရှေ့ဆုံးမှာနေတဲ့စစ်ခွေးနှစ်ကောင်ကြီထိတ်မှန်ပြီးတော့ပွဲချင်းပြီးတည်တယ်ပြစ်ခတ်မှုဖြစ်တော့နောက်ကြံခွေးတွေကပါလိုက်ပြတာတော်လိုင်းရဲဘော်တူတို့ထိခိုက်ဒဏ်ရာရတယ် စစ်ခွေးတွေကတိုက်ပွဲဖြစ်ပြီးတော့ရှေ့ဆက်မတိုးတော့ဘဲနဲ့အလောင်းနှလောင်းကိုညာဘက်ထိလာမကောက်ရဲဘူးလို့လည်းသိရတယ်လို့တာယာဝရီခိုင်တိုက်ရင်383ရက်နှစ်တက်ခွဲ3ကတာဝန်ရှိသူကပြောဆိုတာဖြစ်ပါတယ်ဒီအဲ့ဒီတိုက်ခိုက်မှုကိုတာယာဝရီခိုင်တိုက်ရင်383ရက်နှစ်တက်ခွဲ3နဲ့မင်းလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလုံဆောင်ခဲ့တာဖြစ်ပါတယ်အကြံဖက်စစ်တပ်ဟာဒီရန်ကုန်ပြည်လမ်းပိုင်းအနီးမှာကိမုံဝိတ္တာတွေဆက်လက်လုံဆောင်နေလို့ ထိတွေ့တိုက်ပွဲတွေဟာလည်းအချိန်နေရာမရွေ့ဖြစ်ပွားလာနိုင်တာကြောင့်ပြည်သူတွေအနေနဲ့စစ်သားရဲနဲ့ပြည်သူထိတွေ့ရှိတဲ့နေရာတွေအထိတွာလာနေထိုင်တာတွေလုံးဝမလုံးကြဖို့ဒီတရားဝတီခံတက်ရင်383ညနှစ်တခွဲသုံးကအတိပေးပြောဆိုထားပါတယ်ခင်ဗျာဒီဇင်မာလာရှိအနေနေကမိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီများသာပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်